တတိယမြောက်ခရိုနီမျိုးဆက်တထေးလောင်းလေးကိုလွှဲထားရပြီဖြစ်ကြောင်းအခုလိုမျိုးတိုင်းသိပြီးသိချပြလာတဲ့ဝေမုံရွှေကြီးဒီသတင်းကတော့လက်ရှိဆိုရှယ်မီဒီယာမှာအရန်ကုန်မှလူပြောများနေပြီးဝေမုံရွှေကြီးကိုဝင်ရရှိမှုအတွက်လည်းအားလုံးကတော့ဝမ်းသာနေကြကြတာပါသမဟာရ2023ခုနှစ်မှာလက်ထက်မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်လို့အခုဆိုရင်တော့အိနာတတန်ကနနစ်ကြော်တော်ကြာမြင့်နေပြီပဲဖြစ်ပါတယ်ဒီကြားထဲမှာကိုဝင်ယူဖို့အစီအစဉ်မရှိသေးတဲ့ပုံရိပ်တွေပေါ်နေတဲ့အတွက်ချရတဲ့ပရိသတ်တွေကတော့မင်းသမီးလေးအတွက်ဆွေးနွေးနေကြတာပါဒါပေမဲ့လည်းလက်ရှိအချိန်မှာ တော့ပထမဦးဆုံးသောရင်သွေးလေးကိုကိုဝင်လက်ထားရပြီးဖြစ်ကြောင်းဓာတ်ပုံလေးနဲ့တကွာထွက်ပေါ်လာခဲ့ပါတယ်မြန်မာနိုင်ငံရဲ့အချောဆုံးလှဆုံးထိတ်တန့်မင်းသမီးလေးနဲ့ မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစရင်ဝင်ခရိုနီတထေးကြီးတို့ရဲ့မျိုးဆက်သစ်ရင်သွေးလေးဖြစ်တဲ့အတွက်ကလေးလေးရဲ့ဘဝခီလန်တလျှောက်ကတော့ရွှေစွန်းကန်ပြီးတော့မွေးဖွားလာတော့မှာပဲဖြစ်ပါတယ်။အခုလိုမျိုးကိုဝင်လွယ်စားဖြစ်တဲ့အတွက်တတလာမမီလာမသိရသေးပေမယ့်ဘလို့ပဲဖြစ်ဖြစ်ဝဲမုံရွှေကြီးနဲ့တူရင်တော့အရန်ကိုချုံမလာပါမှသိကြပါရယ်။ခရိုနီခင်မိုးတဲ့တထေးကြီးကိုနိုင်ဖြိုးကျော်ကတော့ဒီအချိန်မှဆိုရင်တော့မျိုးဆက်သစ်လေးကိုလွှတ်ထားရတဲ့ခြေစနေလေးဝဲမုံရွှေကြီးကိုပြုံးပြုံးကြည့်ကြည့်ပြီးတော့ ကျင်းနပီတိတွေဖြစ်နေတော့မှာပဲဖြစ်ပါတယ်။ဝမုတ်ရွှေအင်းနေနဲ့ကတော့အိမ်တော်ကြပြီးနောက်ပိုင်းမှာအမှုပညာတွေကိုရန်နာထားရကနေအခုချိန်မှာတော့ရုပ်ရှင်စကားကြီးတွေကိုလည်းပြန်လည်ရကူးနေပြီပဲဖြစ်ပါတယ်။တကားဆိုရင်လည်းတကားဆိုသလောက်အကယ်ဒမီဆုတွေကိုရရှိခဲ့ပြီးနောက်ထပ်ဆုတွေနဲ့လည်းနှီးဆက်နေတာမို့အမှုပညာလောကတွေကအရှိန်ပြန်ရနေပြီလို့ပြောရမှာပဲဖြစ်ပါတယ်။အခုလိုမျိုးနေထားကြည့်မှာတော့ရုတ်တရက်ကိုဝင်ရရှိလာတဲ့အတွက်မကြခင်မှာအမှုပညာလောကရန်နာရရမယ်လို့လည်းသိရပါတယ်။ရုပ်ပေါ့ ငကိုရုပ်ပြောက်တဲ့အထိပဲဖြစ်လာခဲ့တာပါအခုတခါမှလည်းပွပွေးတယောက်ကတော့လက်ကျင်စောနဲ့မျက်နှာတွေပြုတ်ပြင်ခွဲစိတ်လက်တာကြောင့်တနစ်တခြားပွပွေးနဲ့တော့မတူတော့ပဲမိုက်ကကျစင်ရုပ်နဲ့တူသွားခဲ့တာပါဒီခေတ်မှာတော့ဘာကိစ္စမဆိုတနစ်ထက်တခြားပုံမတွတ်တက်လာတာကတော့မဆန်ပါဘူးအလဘဆိုင်ရာနဲ့ပတ်သက်လို့လေလူတွေကတော့မျက်နှာတွေကိုမျိုးစုံကြိုးခုံ၍ပြင်ပြုတ်ပြင်လာကြတာပါ ငွေကလေးကလှပိသားရုပ်ကိုလေသူများတွေလိုမျိုးနှကန်းလေးဖူးကျင်တာနဲ့နှာရံလေးမြင့်ကျင်တာနဲ့ခြေလေးဖြူကျင်တာနဲ့စေထိုးစေတောက်တွေလုံနေကြတာပါပြီးတော့လေခန္ဓာကိုယ်အစီတွေကိုလေလက်ချင်ငန်းတွေကိုလက်လှုပ်ရှားမှုတွေနဲ့လုပ်ရမယ့်အစားဆေးကနေသွားပြီးတော့အစီတွေအခဲတွေအစီတွေခဲလိုက်ကြီးကိုစက်ကြီးတွေနဲ့ခြတာခွဲစိတ်တာပတ်စံခုံကြခံပြီးတော့အစီတွေထုတ်တာတွေပြုလုပ်ကြတာပါ ်လို့တွေဝေဖန်ပြောဆိုနေတာကလည်းသူများစီပွားကိုဒုက္ခထိုးသလိုဖြစ်နေတာကတော့အမှန်ပါပဲဘာပဲဖြစ်ဖြစ်ဒီလိုမျိုးပြုပြင်လိုက်လို့လာသားတဲ့လူလည်းရှိလာပေမယ့်မလာပဲနဲ့ရုပ်ပြက်စင်မြကြီးဖြစ်သွားတဲ့လူတွေလည်းရှိပါတယ်လူတွေကတော့အလဖဆိုရင်တော့အသက်ကိုယ်တော်စတေးဝင်ကြတာပါပဲအခုတစ်ခါမှလည်းမင်းသမီးကျော်လေးဖွဖွေကတော့မျက်နှာတွေပြုပြင်လိုက်တဲ့အခါမှာအခုဆိုရင်တော့ဖွဖွေနဲ့တော့မတူတော့ပဲတမျိုးလေးခံစားနေရတာပါ ပြီးတော့မှမလာတော့ပဲမဂ္ဂတစင်ရုပ်ကြီးနဲ့တူသွားတယ်လို့ပြည်သက်တွေကဝေဖန်နေကြတာပါပြောချင်လည်းပြောချင်စရာပါလကျင်လုံးလုံးပြင်ကမှဖင်ချွန်းသွားတဲ့ပုံဖြစ်သွားခဲ့ပါတယ်မင်းသမီးကျော်လေးဖွေဖွေကတော့ရုပ်ရှင်လောကတွေကိုစောင့်ဝင်နေကြဆိုရင်တကယ့်ကိုမှချစ်စရာကောင်းပြီးချစ်မွေးပြင်းနေမင်းသမီးတက်လက်လက်ဖြစ်ပါတယ်မင်းသမီးတွေထဲမှာဆိုရင်